မင်္ဂလာပါဒီနေ့ကျွန်တော်8 parts of speech ဝါစင်က10မျိုးတဲ့ကတမျိုးဖြစ်တဲ့ noun ကိုလေ့လာရအောင် noun ဆိုတာဘာလဲ noun ဆိုတာဘာလဲပေါ့နော် noun ဆိုတာဘာလဲ noun ဆိုလို့ရှိရင်ကျွန်မြင်ရတဲ့ဟာကြားရတဲ့ဟာမမြင်ရတဲ့ဟာ အားလုံးကို noun လို့ခေါ်တယ်ဆိုတော့ကျွန် everything လို့ပဲရေးလိုက်မယ် everything is now အရာခတ်သိင်းအရာခတ်သိင်းကနာမ်ဖြစ်တယ်ဆိုလို့ချင်တာကအရာခတ်သိင်းနာမည်လေး names ပြီး place နေရာတွေ places ပေါ့နော် names Being places Being နေရာတွေပြီးကြောင့်မမြင်ရတဲ့ဟာတွေ unseen ဒါမှမဟုတ် seen မမြင်ရတဲ့ဟာမြင်ရတဲ့ဟာဒါမှပြင်ကျွန်တော်ကင်သွယ်လို့ရတဲ့ကင်သွယ်လို့မရတဲ့ဟာအကုန်လုံးကနာမည်ဥပမာ name မှာဆိုလို့ရှိရင်ကျွန်တော်လူနာမည်တွေတလေးဆန်နာမည်တွေကျွန်တော်မျိုးနာမည်တွေနိုင်ငံနာမည်တွေပါမယ်ပြင် place မှာကြတော့ကျွန်တော်နေရာတွေပါမယ်ဥပမာ at school at school ကျောင်းကတော့နာမည်ဘယ်နေရာမှာလဲ at school ဘာကျောင်းလဲကျောင်းနာမည်ပါကျွန်တော်ထပ်ရေးပေးလို့ရတယ်ကျောင်းနာမည်ဥပမာအာ high school number 2အထန်ထန်နေပေါ့နော်ဆိုတော့ထန်နေကနေရာဖြစ်တယ်ဒါမှမဟုတ်နာမည်လည်းဖြစ်တယ်ဆိုတော့နန်ဆိုတာကနာမည်လည်းဖြစ်တယ်ပြီးရင်နေရာလည်းဖြစ်တယ်ပြီးရင် unseen မမြင်ရတဲ့ဟာဒါမှမဟုတ် seen မြင်ရတဲ့ဟာကဲမမြင်ရတဲ့ဟာဘာလို့ရှိမလဲ air လေမမြင်ရဘူး ပြင်မြင်ရတဲ့ဟာပါတွေရှိမလဲကျွန်တော်လူမြင်ရမယ် humans ဆိုမြင်ရတဲ့မမြင်ရတဲ့အကုန်လုံးကိုကျွန်တော် nan လို့ခေါ်တယ် nan ကိုလေ့လာတဲ့ချိန်မှာဒါမှမဟုတ် noun ပေါ့နော် noun ကိုလေ့လာတဲ့ချိန်မှာကျွန်တော်သိရမယ့်အဓိကချက်ကနှစ်ချက်ရှိတယ် countable နဲ့ uncountable noun ဆိုပြီးရှိတယ်ရေတွက်လို့ ရတဲ့ဟာနဲ့ရေတွက်လို့မရတဲ့ဟာဒါရေတွက်ပေါ့နော်ရေတွက်ရလို့ရေးလိုက်မယ်ရေတွက်ရနံနဲ့ရေတွက်မရနံနံဒီနှမျိုးရှိတယ်ကဲရေတွက်ရတဲ့နံတွေကိုကျွန်တော်ကြည့်အောင် ရေတွက်ရတဲ့နံဆိုကြောက်ကင်လို့ရတဲ့ဟာတော်တော်များများကရေတွက်လို့ရတယ်ဒါပေမဲ့ကင်လို့ရပြီးတော့ရေတွက်လို့မရတဲ့ဟာဆိုလို့ရှိရင်ကျွန်တော် salt စာပင် sugar တကြာပင် water ရေဒါလည်းကင်တွယ်လို့ရတယ်ဒါပေမဲ့ရေတွယ်လို့မရဘူးပင်ကင်တွယ်လို့မရဘူးရေတွယ်လို့မရတဲ့ဟာပါတယ်ရှိမမ smell taste အရသာအရသာကကင်တွယ်လို့မရဘူး okay na smell or taste or shime ke ဘာဖြစ်လို့ count နန်နန်ကရေတွက်လို့ရတဲ့နန်နဲ့ရေတွက်လို့မရတဲ့နန်ဘာဖြစ်လို့ရေကြီးလဲကျွန် verb ကရိယာကိုတုံးတဲ့ချိန်မှာဥပမာ subject verb subject နဲ့ verb တုံးတော့မယ်ဆိုလို့ဒီ verb ကအနည်းလားများလားဆိုတာကိုသိဖို့ ကိုယ် subject က noun ဆိုလို့ရှင်ဘာ noun လဲ noun ဆိုလို့ရှင်ဘာ noun လဲရေတွက်လို့ရလားလားရေတွက်လို့မရလားဆိုတော့ကျွန်တော်အရင်ဆုံးသိဖို့လိုတယ်ဥပမာ countable noun မှန်တယ်မြတ်ရေတွက်လို့ရတဲ့ noun မှန်တယ်မြတ်ရဲ့ verb က verb 1အများကိန်းဖြစ်အမြဲတမ်းအများကိန်းဖြစ်မယ်ရေတလို့မြရတဲ့ဟာတွေက verb 1အမြဲတမ်းအနေကိန်းဖြစ်မယ်ကြည့်ဥပမာကြည့်ရအောင် ရေတွက်လို့မရတဲ့ဟာဥပမာတစ်ခုတော့မယ်ဥပမာ sugar sugar တော့ရေတွက်လို့မရအောင်ဆိုတော့သူရဲ့ verb က verb 1အနေတော့မနော် sugar eats verb to be အနေဖြစ်တယ် very important တကြားကတအားရေးကြည့်တယ်တကြားကရေးကြည့်တာနော်ကျွန်တော်တောက်သမျှ ချိုရည်တွေအကုန်လုံးတကြားပါတယ်အရေးကြီးပြင်မဲ့လို့ပမာဏအများကြီးမလိုဘူး okay so sugar it's very important ပြီးရင်ရေနဲ့တောင်းကြည့်အောင် water water it's very important သူရဲ့ verb ကလည်းသူရဲ့ verb ကလည်း အနေသုံးပေးရတယ်ဆိုတော့ဒီ uncountable noun တွေလာပြီဆိုလို့ရှိရင်သူရဲ့ verb ကအနေကျွန်တော်သုံးပေးရမယ်နော်ကဲ countable noun တွေကြတော့ရောကဲရေးတွက်လို့ရတဲ့နံတွေရဲ့နောက်မှာသူရဲ့ verb ကဘာလိုက်မလဲအမြဲတမ်းအများလိုက်ပေးရပြဥပမာကျွန်တော်လူနှစ်ယောက်သုံးကြည့်မယ်မောင်မောင် and အာလလပါဗျာ မောင်မောင်လလမောင်မောင်လလပေါင်းလိုက်တာပေါင်းလိုက်တော့ plus ဆိုတော့2ယောက်ဖြစ်သွားပြီသူရဲ့ verb ကအာတော့ပြရမယ်နော်မောင်မောင်နဲ့လလကရေတွက်လို့ရလားဆိုတော့ရေတွက်လို့ရတယ်သူတို့က countable ဖြစ်တယ်အဲ့အတွက်ကြောင့် countable noun တွေကိုအာတော့ပြရမယ်ကဲဥပမာတကြားခုနကကျွန်တော်ဒီမှာသုံးတဲ့တကြားတကြားကိုကြတော့ကျွန်တော်တို့1 one spoon of sugar damho two spoons of sugar လောက်သုံးပေမဲ့ဒီမှာ spoon သာရှိပေမဲ့ sugar က uncountable ရေတွက်လို့မရတဲ့သူရသူရ verb က verb 1အနေဟုတ်ပြီနော်ကြည့်ဥပမာတစ်ခုဆက်ကြည့်ရအောင် ဥပမာရေပေါ့ဗျာ a cup of water ကဲရေတစ်ခွက်ဒါမှမဟုတ်နှစ်ခွက်ဆိုလို့ရှိရင် two cups ရေတလို့ရတဲ့ကြောင့်သူမ s ထည့်ပေးရမယ် two cups of water ရေနှစ်ခွက်ရေကရေတွက်လို့ရတဲ့ကြောင့်သူနောက်မှာ s လို့ s လိုက်လို့မရဘူးဆိုတော့ရေတွက်လို့ရတဲ့ရေတွက်လို့မရတဲ့နာမည်တည်းမြတ် s ထပ်ပေါင်းထည့်လို့မရသူအမြဲတမ်းအနေကင်းနေနေပဲရှိရမယ်ဒါပေမဲ့2 cups of water all la is la စဉ်းစားကြည့်ရအောင်ပြီးရင်တစ်ခုခုသွားမယ်โอเคဒီမှာ2 cups လို့သုံးပေမဲ့ water ကရေတွက်လို့မရတဲ့ non uncountable ဖြစ်တဲ့အတွက်ကြောင့်သူရဲ့ verb က is ပဲသုံးရမှာနော်ဆိုတော့2 cup 2 cups of water is good 2 cups of water is good အားကြောင့်ကျွန်တော် noun လေးလာတဲ့ချိန်မှာဥပမာ proper noun တို့တခြား noun တွေအများရှိတယ် collective noun တို့အစုပြန် noun ဆိုတော့ရှိတယ် noun လေးလာတဲ့ချိန်မှာဒါပေမဲ့အရေးအကြီးဆုံးက noun ကိုကျွန်တော်လေးလာတဲ့ချိန်မှာရေတွက်လို့ရလားမရဘူးလား uncountable ရေတွက်လို့မရတဲ့ဟာလားရေတွက်လို့ရတဲ့ဟာလားဆိုတော့ဥစွာနေနဲ့ကျွန်တော်သိဖို့လိုတယ်โอเคကျွန်တော်တခုခုကြည့်လိုက်တယ်ဘေးဘီကိုကျွန်တော် ကြည့်လိုက်ချင်โอเคโอเคသစ်ပင် သစ်ပင်ကြောင်းမြင်တဲ့ tree ဒါမှမဟုတ် s ထဲမှာကဲသစ်ပင်ကိုကျွန်တော်တို့ tree လို့ပဲရေးလိုက်မယ်ဗျာသစ်ပင်ရေးတွက်လို့ရလားသစ်ပင်ရေးတွက်လို့ရတယ်ရေးတွက်လို့ရတဲ့ကြောင့်သူ့ကိုအများအနေနဲ့သုံးတဲ့အချိန်မှာ s ထဲပေးရမယ်ကဲ air ကျောလေဆိုတာရေးတွက်လို့မရဘူးရေးတွက်လို့မရတဲ့ကြောင့်ရေးတွက်လို့မရတဲ့ uncountable noun ကို s ထဲပေးလို့မရဘူး ဆိုတော့နာန်ကိုလေးလာတဲ့ချိန်မှာနောက်ဆုံးနဲ့ပြန်ပြောခြင်းနဲ့နာန်ကိုလေးလာတဲ့ချိန်မှာကိုရီးယားနာန်က countable လား uncountable လားဆိုတော့တီးဘူးလို့တယ် countable ဆိုလို့ရှိရင်အများကြီးဖြစ်တဲ့ s တွေလွန်လို့တို့ထည့်ပေးရမှာ uncountable noun ဆိုလို့ရှိရင်ရေတွက်လို့မရတဲ့နာန်ဆိုလို့ရှိရင်အများကြီးဘယ်တော့မှမရတဲ့အတွက်ကြောင့်သူ့ကို s ထည့်လို့မရဘူးဆိုတော့ Jesus တင်တဲ့ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆောင်ရအောင်